မင်္ဂလာပါရှင်ဇူလိုင်လ1ရက်အင်္ဂါနေ့အတွက်ရွှေရုံကုန်းရဲ့လှုပ်ရှားရုံကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ်ပထမဆုံးတင်ဆက်ပေးမှာကတော့သတင်းမီဒီယာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲပြုလုပ်တဲ့သတင်းမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကဦးစီးကျင်းပသောသတင်းမီဒီယာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကိုဇွန်လ30ရက်နေ့ပိုင်းကရန်ကုန်မြို့လှိုင်းမြို့နယ်ပြည်လန်းအမှတ်29ရှိမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဆွေးနွေးပွဲခန်းမောင်းရင်းပြုလုပ်ကြောင်းသိရပါတယ်။ဆွေးနွေးပွဲသို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှဥက္ကဋ္ဌဦးပေါ်လွင်စိန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှဒုတိယဥက္ကဋ္ဌဦးခင်မောင်ကျော်တင်အတွင်ရေးမှုဦးအေးချန်နှင့်ဗဟိုအလုံးအမှုဆောင်များကော်မရှင်အဖွဲ့များတာဝန်ရှိသူများဝန်ထမ်းများတက်ရောက်ကြပါသည်အသည့်ပညာပေးဆွေးနွေးပွဲတွင်ဦးစွာမြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီးအဖွဲ့မှစကားပြောကြားကာတရင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌနှင့်အတူရေးမှုတို့ကတရင်းမီဒီယာဆိုင်ရာအသည့်ပညာပေးဆွေးနွေးမှုများဆက်မှတ်ပါသည်။ ဆက်လက်ပြီးမြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်ဥက္ကဋ္ဌကကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပေးဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့စောင်းစီအခြေခံလက်ကားရည်ညွှန်းစိန်းနှုန်းအနည်းငယ်ထပ်မံကြဆင်းနေတဲ့တွင် ယခုတစ်ပတ်တာကာလဖြစ်တဲ့ဇွန်လ30ရက်မှဇူလိုင်လ6ရက်အတွင်းရောင်းချရမယ့်စောင်းစီရန်ကုန်အထိုင်းစီအခြေခံလက္ခဏာညွန်စင်းလုံးမှာတပိတ်သားလင်6060ကျပ်ဖြစ်ကြောင်းစားသုံးစီတင်သွင်းသူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကအသိပေးထုတ်ပြန်ကြေညာထားပါတယ်။ ပြီးခဲ့တဲ့တပတ်တာကာလအတွင်းရောင်းချခဲ့တဲ့ရည်ညွှန်းစည်းလုံးမှာတပိတ်သားလင်းငွေကျပ်6080ဖြစ်ပေါ်ခဲ့ပြီးယခုတစ်ပတ်တွင်20ကျပ်မြအကျဆင်းခဲ့ခြင်းဖြစ်ကြောင်းအဆိုပါထုတ်ပြန်ကြေညာထားတဲ့ဈေးနှုန်းထက်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းဈေးကစားရန်ရွေကျပ်ဖြင့်တူလောင်ခြင်းအပါအဝင်မတမာရည်လွှတ်ဆောင်မှုများပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ချက်မှာအသိပေးထားရလို့သိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပြီးမှာကတော့ကံတော်ကြီးတွင်ရှိသူများကိုဖယ်ရှားရှင်နေပြီဖြစ်တယ်လို့ဆိုတဲ့တဲ့င်။ရန်ကုန်မြို့ကံတော်ကြီးအတွင်ကျူးကျော်နေထိုင်နေတဲ့ကျူတဲများကိုဇွန်လ20ရက်အတွင်းဖယ်ရှားရှင်နေပြီဖြစ်ကြောင်းသိရပါဗျ။ လူမှုကွန်ရက်စာမျက်နှာတွင်ကံတော်ကြီးမျိုးစင်ကျွမ်းပတ်ရှိချစ်သူကျွမ်းနာနီကျူးကျော်နေထိုင်သူများကိုတပ်ပုံနဲ့တကားဖော်ပြမှုများရှိခဲ့ပါသည်အဆိုပါနေရာတွင်ကျူးကျော်တဲ့ငါးလုံးဝင်ခြင်းခံရှိကြောင်း၎င်းနေရာမှာပဲပြီးခဲ့တဲ့နှစ်တွင်ပိုင်ရှင်မဲ့အသေးဆုံးနေတဲ့လူသေးအလောင်းများတွေ့ရှိခဲ့တဲ့ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ဒါအပြင်ညနေမှောင်ရီပြူစာအချိန်တွင်လည်းမကြာခဏလှည့်ရမှုများဖြစ်ပေါ်နေကြောင်းလည်းသိရပါဗျ။အခုကဲ့သို့လူမှုကွန်ရက်စာမျက်နှာတွင်တက်လာပြီးနောက်မင်္ဂလာတောင်ညွရဲစခန်းမှာရှင်လင်းဖေရှားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဝေကင်းစကလေးငယ်တူကိုအမိုက်ပုံးနဲ့ဆွန့်ပစ်လို့တေဆုံးမှုလာတာမျိုးနဲ့မှာဖြစ်ပေါ်တဲ့တဲ့။ဇွန်လ30ရက်မွန်းတဲ့ပိုင်းက မွေးကင်းစမင်းကလေးငယ်တဝဲရုပ်လောင်ကိုစီပင်အမိုက်ပုံးတွင်အမိုက်ောက်သူတူကလာတာမျိုးနဲ့မှတွေ့ရှိခဲ့တာကြောင့်သက်ဆိုင်ရာကိုဆက်သွဲကြောင်းကြခဲ့တယ်လို့သိရပါဗါးလာတာမျိုးနဲ့ဆက်ရှင်လန်းထိတ်ကစီပင်အမိုက်ပုံးတွင်ထမိန်နဲ့ပတ်ခါကျွကျွအိနဲ့ထုတ်ရတာကလေးရုပ်လောင်ကိုသက်ဆိုင်ရာကစီစဉ်ညွှန်ကြားချက်နဲ့လူမှုကွန်ရက်အသင်းကရန်ကုန်ဆေးဦးညီစီပို့ပေးခဲ့တယ်လို့သိရပါဗါးရှင်ပရိသတ်များရှင်ကျွန်တော်တို့ရှင်ကုန်မီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်ကြီးစုပေးခဲ့ကြ တဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါရရှင်။